်သူရရှိစဉ်းနေခါတည်းနံစီစဉ်းရချုံရဲ cherry ဆိုရင်တရုတ်ပြည်ရဲ့ကားထိုက်တန်ထုတ်လုပ်သူများအနက်တစ်ခုဖြစ်တယ်။အော်ယခုချိန်မှာဆိုရင်လည်း cherry ဆိုရင် cherry မြန်မာကနေပြီးတော့ cherry fx model နဲ့ cherry eq1 စရှိရတဲ့ ev ကားတွေကိုစပြီးတော့တင်သွင်းလာပြီးပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ showcase ဆိုပြီးတဲ့ကားလေးကတော့ cherry ကနေထွက်ရှိထားတဲ့ combat crossover suv တစ်စီးဖြစ်တယ်။ Cherry FS EV ကားလေးပဲဖြစ်ပါတယ်။ ဒီ Cherry FX ကားလေးရဲ့ specification ကိုပြောရမယ်ဆိုရင် battery အနေနဲ့ဆိုရင်သူက61 kW ကိုတုံးပြပေးထားတယ်။ motor အနေနဲ့ဆိုရင်150 kW ကိုတုံးပေးထားတယ်။ကျွန်တော်ပြီးရင် torque အနေနဲ့ဆိုရင်အဲ340 Nm အထိထွက်တယ်။ပြီးတော့ကျွန်တော် range အနေနဲ့ဆိုရင်430 km အထိသွားလို့ရတယ်ပေါ့နော်။ဆိုတော့ maximum speed အနေနဲ့ကတော့132 km အထိရတယ်ပေါ့နော်။ ်အဲပြီးတော့သုံးပြုပေးထားတဲ့ဗရီမျိုးစားကတော့လီသီယမ် iron phosphate ကိုသုံးပေးထားတယ်ဒီကရဲ့ charging ပိုင်းမှာဆိုရင်လေ32 80%ကိုကျွန်တော်28 minute နဲ့သွင်းနိုင်မှာပဲဖြစ်ပါတယ်။ဒါတွေကတော့ဒီ Cherry FX ဒီကားလေးရဲ့ specification တွေပါ။ဆိုတော့ကျွန်တော်တို့ဒီကားလေးရဲ့အရှိရုပ်ကနေစပြီးကြည့်လိုက်အောင်။ဒီအရှိရုပ်ကိုကြည့်ကြည့်လိုက်။ဘာနဲ့တူလဲလို့ထင်လဲ။ ကျွန်တော် Iron Man Master ထားတဲ့ပုံနဲ့တော်တော်လေးကိုဆင်တယ်ဒီယုတ်ကလေသူ့ရဲ့ရှေ့ယုတ်ကကိုစပြီးတော့ကြိလိုက်တာနဲ့ဒီသူ့ရဲ့ဒီ gray อ่ะဗောเนาะ borderless gray ပုံစံလေးဖြစ်သွားတာကိုတွေ့ရတယ်ပြီးရင်တော့ဒီအပေါ်မှာဆိုရင် cherry ဆိုတဲ့ logo လေးပါမယ်อืมပြီးွားရင်ဒီမှာကကျွန်တော်360 camera ပါမယ် ဒီမှာက frog parkinson's ဆာလေးလုံးပါတယ်ဟုတ်တော်တော်များများကားတွေမှာလေ frog parkinson's ဆာပါရင်နှလုံးပဲဗျဒီကားမှာ frog parkinson's ဆာကိုသူကလေးလုံးထိကိုသုံးမိထားတယ်ဒါလေးတော်တော်လေးမိုက်တယ်ဟုတ်ပါဒီအောက်မှာဆိုရင်တော့ plastic fiber သားပဲသုံးမိထားတယ်အဲပြီးွားရင်ကျွန်တော်တို့သူရဲ့ helmet နေရပေါ့နော်သူက split helmet ပုံစံမျိုးကိုသုံးမိထားတော့တွေ့ရတယ်သူကနှစ်ထပ်ပေါ့နော်အော်နှစ်ထပ်ပုံစံလေးကိုသုံးမိထားတာသူရဲ့ helmet နေရာ ဒီ helen အပေါ်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာဆိုရင် data nin light လည်းဟုတ်တယ်ကြောက် signal light ဆိုလည်းဟုတ်တယ်ပေါ့နော် convenient ဖြစ်ပါတယ်ဒီလိုပုံစံလေးလုပ်ပေးထားတာလေဘေးမှာလုပ်ပေးထားတဲ့ဆိုင်ကျွန်တော်တို့အရှိမလုပ်ပေးထားတာပိုကြိုက်တယ်ဘာလို့ဆိုတော့ charging station တွေကိုသွားတဲ့ခါကျရင်ကျွန်တော်တက်တက်ထိုးလိုက်တဲ့ခါကျရင်ခေါင်းလေးနဲ့တမ်းပြီးတော့တွန်းပြီးတော့ထိုးလိုက်အောင်ပဲဒါလေးက convenient တော်တော်ဖြစ်တယ်ဒီကနေ့ပတ်သက်ပြီးတော့ဒီရှေ့ရုပ်ကိုအားလုံးခြုံငုံကြည့်တဲ့အခါမှာဒီရှေ့ရုပ်ကပေါ့နော်သူ့ရဲ့ရှေ့ရုပ်က aggressive sun နဲ့ 음ပြီးတော့ဘယ်လိုပြောရမလဲ powerful ဖြစ်တယ်ဆိုတော့ feeling မျိုးကိုခံစားရတယ်သူ့ရဲ့ရှေ့ဒီအယုတ်ကပေါ့နော်တခြားတချို့ကားရင်လည်းတော်တော်လေးကိုကွဲထွက်နေတာတွေ့ရတယ်။အာလုံးဝကို powerful ဖြစ်တဲ့ design ပြပြောချင်တာမိုက်တယ်တော်တော်လေးရှေ့အယုတ် design ကတော်တော်လေးမိုက်တယ်။အာဆိုတော့ကျွန်တော်ဘေးဘက်လေးကိုစက်ကြည့်လိုက်အောင်။ဘေးဘက်ကိုစက်ကြည့်လိုက်ရင်သူ့ရဲ့ ring side က social mark ကိုအသုံးပြုထားတာတွေ့ရတယ်။ ဒီမှာထူးခြားတာကသူ့ရဲ့အလွိုင်းဝီးပုံစံတွေဗျာသူ့ရဲ့အလွိုင်းဝီးပုံစံတွေကကျွန်တော်တခြားကားတွေနဲ့လုံးဝမတူဘူးအဲလောက်ပေးထားတဲ့ပုံစံကလေခွင်းအားကောင်းပြီးတော့ aggressive ဆန်တယ်ဆိုရက်ဒီ feeling မျိုးကိုခံစားရတယ်ဗျာသူ့ရဲ့ဒီအလွိုင်းနေရာပေါ့နော်ဒီကားကလေအရှိရုပ်ကောဒီဟာတွေရောကလေတခြားကားတွေနဲ့လုံးဝကွဲထွက်နေတာဗျတော်တော်လေးကွဲထွက်နေတဲ့ပုံစံမျိုးလေး အဲပြီးွားရင်သူ့မှာဒီဗတ်မှန်မှာဆိုရင် အမဲအောင်အကုတ်ကလေးနဲ့ကုတ်ပေးထားတယ်အမ်ပြီးရင် screen light ပါမယ်ဒီမှာဆိုရင် အောက်မှာ360 camera ပါမယ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီ cherry projector light လေးပါမယ်ပေါ့နော်ပြီးရင်ဒီတကားဒိုးပန်နဲ့အပေါ်မှာပေါ့နော်အမဲအောင်လေးလုတ်ပေးထားတာဗျာတော်တော်လှတယ်အဲ့ဟာလေးရလေပြီးရင်နောက်ကိုဒီနောက်တကားကနေအောက်ကိုဆင်းသွားတဲ့ဒီ floating site လေးရာဆိုရင်တော်တော် ဇိုင်းပိုင်းကတော်တော်လေးကိုလှလာဗျတော်တော်လှတယ်ပြီးရင်ခေါင်းမိုးဒီအပေါ်မှာပေါ့နော်တန်းသဘောမျိုးလေးသူဖြူတန်းလေးပေါ့နော်ဒီကျွန်တော်ကယ်ရီယာပိုင်းတင်းနေတယ်ဆိုရင်အဲ့လိုတင်းလို့ရတဲ့သဘောမျိုးပေါ့နော်ကယ်ရီလို့တန်းလေးတန်းတန်းလေးပြီးပါပေးထားတယ်ပေါ့နော်သူကတန်းတော့မဟုတ်ဘူးဗျာဒီလို음ဘယ်လိုပြောမလဲအဲ့လိုတန်းသဘောမျိုးလေးပုံစံမျိုးလေးလုတ်ပေးထားတာပေါ့နော်ကျွန်တော်အောက်ကိုဆက်ကြည့်မယ်ဆိုရင်အောက်မှာဆိုရင်သူက음 fiber သားသုံးမိထားတယ်။ fiber သားကတော့နည်းနည်းတော့ဒါပေမဲ့ပြီးပြီးဝင်တော့အောက်မှာ carbon fiber ထပ်ပြီးသုံးတယ်တော့။ကာယက fiber နဲ့ carbon နဲ့ရောပြီးသုံးမိထားတာဗျာ။ဒီအောက်ကတော့ ground clearance ကတော့ um crossover combat crossover SUV တစ်စီးအနေနဲ့တော့မစိုးပါဘူး။မြင်းနဲ့ထဲမှာပါတယ်။ဒီ body line အနေနဲ့ကတော့တိတ်ထွေထူးထူးဒီကားမှာတိတ်ပြောပြရမှရှိဘူး။အာဒီအနောက်ကဒေါ်မှာ shape တစ်ခုပါတယ်ဗောနော်ဒီဟာလေးတစ်ခုပါတယ်ဒီလောက်ပဲကျွန်တော်တို့ဘေးဘက်ကိုအလုံးခြုံငုံကြည့်ရခါကျတော့သူ့ရဲ့ဒီ crop shape design ရောက်ဗောနော်အဲဒီ coefficient of drop ပိုင်းမှာလည်းတော်တော်လေးနေတယ်ဆိုတော့ဒီကားကလုံးဝလေခွင်းအားကောင်းတဲ့ကားဆိုတာပြောနေစရာလိုမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ရှေ့ရုပ်မှာလည်းပြောပြီးသွားပြီသူရဲ့ရှေ့ရုပ်ဒီဇိုင်းကလုံးဝ aerodynamic အဲ acrylic sand design ဘေးရှိတ်ကအစာ ဒီပုံစံပဲပေါ့နော်တိတ်ချာလေဒီကောင်က performance တော့ကောင်းမယ်ဗျာဟောအနောက်လေးဆက်ကြည့်လိုက်အောင်အနောက်ကိုဆက်ကြည့်လိုက်ရင်သူ့ရဲ့အနောက်ကမီးသီးတွေရာပေါ့နော်ဒီ tail light တွေကလုံးဝမီးတန်းအပြည့်ပဲပြီးရင်အပေါ်မှာက spoiler ပေါ့နော်အပေါ်မှာ spoiler လေးပါတယ်ပြီးရင်ဒီမှာတော့ brake knee ပေါ့နော်ပြီးွားရင်ဒီအောက်မှာဒီမှာဆိုရင် cherry ဆိုတဲ့စာတန်းလေးပါတယ်ပြီးရင်ဒီအောက်မှာဆိုရင် 360° camera ပါမယ်ပေါ့နော်ပြီးဒီဘက်မှာကတော့ ဒီ cherry ဆိုရက်ဟာပေါ့နော်ဒီ fh ပေါ့ fh ဆိုရက်စာရန်လေးပါတယ်ဒီဘက်မှာကတော့ ev ဆိုရက်စလုံးလေးပါမယ်ပြီးရင်အနောက်မှာအောက်ကိုဆက်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာဆိုရင် red parkinson's စာလေးလုံးပါတယ်음ပြီးရင်ဒီနေရာကတော့ plastic သား fiber ပေါ့နော် fiber plastic သားသုံးဝေးထားတာဒီအောက်မှာတော့သုံးဝေးထားတဲ့ဟာတော့음ကောမာ तू က quality ကောင်းတယ်ဗျာဒီနေရာလေးသုံးဝေးထားတဲ့ဟာတော့ အော်ဆော့လောက်ပဲပြီးရင်ကျွန်တော်နောက်ဖုံးဖွင့်လိုက်မယ်နောက်ဖုံးမှာလည်းသူ့မှာ power take လေးပါတယ်အော်ဒီအနောက်ကိုဆဖွင့်လိုက်ရင်သူ့ရဲ့ cargo spare ကတော့ဒီ compact cross rover က SUV တစ်စီးအနေနဲ့ကတော့တားတော့မကျေဘူးဒါပေမဲ့လို့အာ luggage အချီ နှလုံးသုံးလုံးလောက်ကတော့ဆန့်နေအဲဆိုတော့တအားကြီးလည်းမချင်းဘူးပေါ့နော်တအားလည်းမချင်းဘူးကျွန်တော်ပြီးရင်ဒီရှစ်ခုံကိုလည်းလှဲပြီးတော့ဒီအော်အကယ်၍လူနှစ်ယောက်ကိုမှလူနှစ်ယောက်ပဲထိုင်မယ်ပေါ့ဗျာအာရှစ်ခုံကိုလှဲပြီးတော့အသုံးပြုလို့လည်းရတယ်ပေါ့နော်ကျွန်တော်ပြန်ပိတ်လိုက်အောင်တော့ twin ကမဝင်လေကျွန်တော်ဒီကားမှာလုံးဝသဘောကျတဲ့အပိုင်းတစ်ပိုင်းရှိရဲအဲ့လားဘာလဲဆိုတော့သူ့ရဲ့ killer entry system ဟုတ်ပါဗျာကျွန်တော်ဘောင်းကြီးခဲ့တဲ့မှာကျွန်တော်တော့ထည့်ထားတယ်ကျွန်တော်အဝေးကိုသွားတယ် အော်တိုလောကျသွားမယ်ပြီးပြီကျွန်တော်အနားကိုပြန်လာမယ်တော့အော်တိုပွင့်သွားမယ်အရင် convenient ဖြစ်တယ်ဗျာအတွင်းကလေးထိုင်ကြည့်လိုက်အောင်ဆိုကျွန်တော်အတွင်းကလေးကိုစထိုင်လိုက်တာနဲ့စပြီးတတိထားမိတာသူ့ရဲ့ထိုင်ကုန်လေးဗျာသူ့ရဲ့ထိုင်ကုန်လေးကလေ တော်လေးကိုမိုက်တာဗျာဟိုတော့အရှောင်ပိုင်းပြောမလားကာလာဆက်ထားတဲ့ဟာဗျာပြောမလားနောက်ဒါမှမဟုတ် quality ပိုင်းပဲပြောမလားပြောစရာမလိုဘူးဗျာအာတတော် is ဖြစ်ပြီးတော့ဟိုလုံးဝထိုင်ကုန်အပူကြီးလည်းပါတော့ဗျာအပေါက်ကလေးနေဗျာလုံးဝ premium ဆန်နေဗျာ premium ဆန်နေ look ကိုရတယ် feel ကိုရတယ်ဘောနော်သူ့မှာဆိုရင်စီမော်တာအနေနဲ့လည်းနှလုံးပါတယ် ပြီးရင်လေဒီသူ့ရဲ့ဒိုးပန်တွေတွေဟာအစားလေတော်တော်လေးကိုမိုက်တာကျွန်တော်တို့ဒီ data quality ဗျာဟိုတော်တော်ကောင်းတယ်ဗျာဒီထိုင်ကုန် data အတိုင်းပဲဗျာသုံးပေးထားတာဗျာဒီမှာဆိုရင်ကျိုးချုပ်လေးတော့ပါလာသေးတယ်လုံးဝချစ်ဖြစ်တယ်ဆိုတော့ခံစားချက်လုံးဝမရဘူးဗျာတော်တော်မိုက်တယ်တော်တော်လေး unique ဖြစ်တဲ့ design လေးပါပြီးရင်လေဒီပါဝင်တို့နှိမ့်ရတဲ့ cloak လေးကလုံးဝ clinical ဖြစ်တယ်ဗျာလုံးဝချစ်ဖြစ်တယ်ဆိုတော့ဘိုက်တကယ်မရဘူးဗျာလုံးဝမိုက်တယ် ပြီးတော့လေဒီသူ့ရဲ့ဒီမှန်ပေါ့နော်လေကမှန်ဒီနေရာမှာဆိုရင်လေသူကမီးလေးတွေပါမီးကိုမှသူကကာလာတွေကိုမျိုးစုံချိန်လို့ရတယ်ဗျလုံးဝဗျမိုက်တယ်အဲ့ဘယ်ကားမှမကျွန်တော်မကျွန်တော်မတွေ့ဘူးသေးဘူးဘယ်ကားမှမအဲ့လိုချိန်လို့ရတာဗျတော်တော်လေးမိုက်တယ် dashboard ကိုကြည့်လိုက်မှဆိုရင်သူကလေတာဘိုးပဲသုံးမိထားတယ်อืมပြီးွားရင်ကျုပ်ကျုပ်လေးပေါ့နော်ပြီးရင်ဒီကားမှာကကျွန်တော်ဂျပန်ကားတွေမှာပါတယ်လို့မျိုး wolf ပေါ့နော် ဘူးအော်ကျွန်းခွက်ပေါ့အဲ့ဟာကတော်တော်ပရီမီယံဆန်စီတယ်ဒီကားကိုလေအတွင်းကန်းကိုပြီးရင်ဒီအောက်မှာဆက်ကြည့်လိုက်ရင်လေလေသာပြားနုဖတ်နေတာပဲသုံးဝေးထားတဲ့ဟာလေးရလုံးဝချစ်ဖြစ်တယ်ဆိုတော့ခံစားချက်အောင်မရဘူးပြီးရင်ဒီမှာဆိုရင်ကားပုံစံလေးနဲ့ပြအမ်ဘီယန့်လိုက်လေးထည့်ပေးထားလားရေးလေလှတယ်ဟော့ဟိုဒီ dashboard ကဒီကျုံးခွက်ထည့်လိုက်တာဟိုကဒီကားကလုံးဝပရီမီယံဆန်စီရဲ့ခံစားချက်ကိုရတယ် ျွန်တော်အရင်ကြိုက်တယ်ဗျာမိတ်ဆွေတို့ကကျွန်တော်ကိုပြောကောင်းပြောနိုင်တယ်အာမင်းကဒီကားကြီးကိုမင်းကအကြိုက်ကြီးပဲပြောနေတယ်ကွာလို့ပြောလုံးပြောနိုင်တယ်ဒါပေမဲ့မိတ်ဆွေအပြစ်မှာဒီကားကိုတကယ်လာကြည့်ကြည့်ပါအတွင်းငန်းကိုမကြိုက်ဘူးဆိုရင်ကျွန်တော်ကြိုက်တယ်လို့ပြောအတွင်းငန်းတော်လေးမိုက်တယ်ဒါပေမဲ့လူတိုင်းတော့ကြိုက်ချင်မှကြိုက်မှာပေါ့နော်ဒါပေမဲ့ကျွန်တော် personally ရောကျွန်တော်ဒီကားရဲ့အတွင်းကောင်တော်တော်ကြိုက်တယ်ပြီးရင်ကျွန်တော်အလေကိုစကြည့်မယ်ဆိုရင်လည်းအလေမှာဆိုရင်လည်းလုံးဝ minimalist ဖြစ်တယ်ဗျာဘာမှရိုးရှင်းရှင်းပဲဘာမှ tree ထူးထူးမပါဘူးအဲဒီမှာဆိုရင် ကျွန်တော်တို့ဂျုံခွက်ပုံစံလေးပဲတုံးမိထားတယ်ဒီမှာခလုတ်တချို့ပါတယ် story area အနေနဲ့ကတော့ဒီမှာကတ်ဟိုတာနှလုံးပါတယ်ဒီမှာ wireless charger ပါတယ်ပြီးရင်ဒီမှာကလည်းကတ်ဟိုတာပဲ1လီတာရေတံဘူး W ကောင်းကောင်းဆန်တဲ့ကတ်ဟိုတာပေါ့နော်ဒီကောင်ကတော့ပိုကြီးရယ်ပေါ့ဗျာပြီးရင် amras amras မှာလေဒီ dashboard ကအသားတိုင်းမတုံးမိထားတာဗျာအမှတ်တစ်ခုတော့ရှိရယ်ဗျာ အော်ဒီကောင်လေးကအယောင်တော့နည်းနည်းနုတယ်ဗျာဒါပေမဲ့အတွင်းကတော့သူကနှစ်ယောင်လာတယ်ပေါ့နော်ဒါကတော့အခုကျွန်တော် showcase လုပ်နေတဲ့ကားကတော့အော်ဒီအပြာနဲ့အဖြူနဲ့ဆက်ပေးထားတဲ့ဟာလေးပေါ့နော်အပေတီလေးတော့နည်းနည်းတော့ခရူးဆိုင်ရပါဗျာပြီးရင် emerald box ဆိုရင်လည်းอืมတော့ချစ်ခဲ့တယ်ပြီးရင်အော်ကိုပေါက်လေးလည်းပါတယ်ဒီမှာဆိုရင် तू อ่ะဘာတွေပါလဲဆိုရင်တော်ကီယာနဲ့ဒီမှာမပါဘူးတော် AC ပါတယ် အမှန်အပူအပူအေးတွေနောက်ဆုံးမီးတွေတော့ပြီးတော့ဒီမုတ်ပြောင်းတာပေါ့နော်ကျွန်တော်တို့ဒီမုတ်မှာ normal mode sport mode eco mode eco mode yeah normal mode သုံးမျိုးပါတယ်မုတ်သုံးမျိုး normal eco sport ပေါ့နော်ပြီးရင်ဒါကတော့ screen ကို on off လုပ်တဲ့ဟာပေါ့နော်အော်ဆိုဒီကားမှာဆိုရင် physical button ကကျွန်တော်ခုနကပြောတဲ့ဟာတွေပါတယ်ဒီ channel ဟာတွေကတော့ဒီ infotainment screen ထဲမှာပဲလုံးလုံးအောင်မှာပေါ့နော် infotainment screen ထဲမှာဆိုရင်ကျွန်တော်ဒီမှာ ကျွန်တော်တို့ AC အဖွင့်ပိတ်တွေကအစပေါ့နော်ပြီးရင်ဒီမှာထိုင်ကုန်အပူအေးဖာညာပေါ့နော်ပြီးရင်ဒီမှာ automatic carbon ventilation တို့ပါလိုးထားမှလား mid အဲ mid ထားမှလား height ထားမှလားပေါ့နော်စသဖြင့်ဒီမှာအကုန်ထားလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာ display နဲ့ပတ်သက်တာ brightness setting video limitation တို့ screen cleaning တို့ပေါ့နော် device manager ဒီကမှာက Mac ကလေသူတို့ပြည်တွင်းမှာဆိုရင်တော့ကျွန်တော်ထင်တယ် offline မဲ့သုံးလို့ရလောက်တယ်ဗျဒါပေမဲ့ဒီမှာတော့ ဟိုတုံးလို့မရဘူးဒါပေမဲ့စိတ်မပူနဲ့အဲ Apple CarPlay နဲ့ Android Auto ပါတယ်ဆိုတော့မိုက်တယ်အားလေးလည်းအဆင်ပြေတယ်အဲပြီးသွားရင် local setting ထဲမှာဒါဒီလောက်ပဲအဲပြီးရင်ကျွန်တော်တို့ file setting ထဲကိုသွားကြည့်လိုက်အောင် file setting ထဲမှာဆိုရင်သူက mode အနေနဲ့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲ eco small normal eco normal small သုံးမျိုးပါတယ် ပြီးရင်ဒီမှာဆိုရင် virus တဲ့ virus ကတော့ steering fault link to my steering mode ဒီပဲကိုသူက steering မုတ်နေပဲเนาะ comfort တို့ comfort မုတ်ထားထားတာတို့ automatic lock ကြတဲ့ system တို့ unlock driver dot on dot only တို့ open height certain for take တို့ဒါတွေကဒီမှာ certain ထဲမှာချင်လို့ရတယ်ဗျာပြီးမှ steering ဘယ်တော့အဆက်တဖြစ်ပေါ့ဗျာဒီမှာ wireless ချက်ချက်အဖွင့်ပိတ်တို့ maintain တဲ့ wiper sensitivity တို့အဆပေါ့เนาะဒီမှာအကုန်ချင်လို့ရတယ်ဗျာအဲတော့ဒီမှာ maintenance remaining day to next main main နဲ့လုံးရမယ့်ဟာတွေကစတီနဲ့မှအသေးအသေးစိတ်ပြပေးထားတာဗျာပြ smart key smart key နေနဲ့လည်းဒီမှာအော်ကျွန်တော်ခုနကပြောတဲ့ smart ဟိုဘောနော် lock ဖွင့်တာအစဖိပိတ်တာတွေဘာတွေညာတွေကအစအကုန်ဒီမှာလုပ်လို့ရတယ်ဗျာပြီးတော့ driving assistant အနေနဲ့လည်း ICC cancellation reminder ဘောနော်အဲဆိုတော့ဒါကဘာလို့ပြောချင်တယ်ဆိုရင်ကျွန်တော်တို့အဲ driving is assistant အနေနဲ့ဟာ तू อ่ะဒီအရှိရ digital cluster မှာဗျာကားရုပ်ကလေးတွေကိုရှင်းမှာလူဆိုရင်လူကားဆိုကားဆိုပြီးပြပေးတဲ့ဟာလေးပေါ့เนาะဒီမှာ speed limit ထားထားလို့ speed limit နဲ့ပတ်သက်တဲ့ဟာတွေတော့ဒီမှာဒီ intelligent hybrid assistant တို့ဘာလို့ပါတယ်ဗျာဒီမှာ forward collision warning တို့ automatic automatic emergency braking တို့ lane departure warning တို့အာ emergency lane keeping စသဖြင့် lane departure uh prevention uh, ပြီးတော့ dog opening running တို့ blind spot detection တို့ regulation အဲ running တို့အကုန်ရပြ reverse lader emergency braking တော့ပါလိုက်ပြည့် function တော့စုံနေပြဒီကားမှာတော်တော် safety function တော်တော်စုံနေပြီးရင်ဒီမှာ ambient light ambient light ကလည်းသုံးနေတဲ့တခြားကားကြီးလိုပါပဲနောက်တစ်ခုကမခန့်တာ SUV ပါပါတယ်ဒီကလုံးဝ SUV ပါတယ် SUV မှာမှသူက SUV မှာအကုန်လိမ့်တပါချပါညာအစအကျွန်တော်တို့ mm blind spot ပါညာစဒီ HUD ထဲမှာပြရတယ်ဒီကားရဲ့အာမအဲ့ HUD ပါတော်တော်လေးမိုက်တယ်ကျွန်တော် HUD ပါတဲ့ခိုင်းဆိုအရင်ကြိုက်တယ်ဗျအာ screen ကတော့ resolution အနေနဲ့မဆိုးဗျာအာ brightness လဲအာနေအောင်အောက်ထဲမှာတော်တော်လေးအသုံးနဲ့ဗောနော auto hold လို့ပါလို့ဒီမှာသုံးလို့ရတယ်ဒီမှာ heat sensing control တို့ around view mirror တို့ AVM valve ဗောနော AVM ဒီမှာအာကုန်ကြည့်လို့ရတယ် mm evian quality လမဆိုးအားလေးလမဆိုးပါအောင်ဆိုတော့အဲဆိုတော့ digital cluster ဘက်ကိုတွားလိုက်အောင်ဒီ steering ကိုအရင်စကြည့်လိုက်အောင် digital cluster လေးမှကြည့်ခင်ပေါ့နော်အ steering ကိုကြည့်လိုက်မှဆိုရင် လေသာချွတ်ချွတ်ကလေးပဲသုံးမိထားတယ်အဲ quality လည်းတော်တော်လေးကောင်းတယ် mm စီအန်ခရလမ်ဆိုမိုက်တဲ့ဟန်ဒလင်းမိုက်တော်လေးမိုက်တဲ့ဒီဘက်မှာဆိုရင် cruise control နဲ့ပတ်သက်တာပေါ့နော်ဒီကောင်မှာဆိုရင် radar ပါတဲ့အတွက် adaptive cruise control ဖြစ်သွားမယ်ပြီးရင်ဒီဘက်ဘေးမှာဆိုရင်ဒါအာဒီမှာဆိုရင်ဒီ vice command ပေါ့နော် volume တိုးချဲ့တို့ဘာလို့လုပ်တဲ့အပါမယ်ဒါကတော့ဒီမှာ screen မှာဆိုရင် digital cluster မှာပြောင်းတာပေါ့နော် trip ပြောင်းတာ trip b တို့ trip navigation navigation ကတော့လေကျွန်တော်ပေါ်ကြည့်တယ်ဒါပေမဲ့ ကျွန်တော်အပက်က plain နဲ့ချိန်ပြီးတဲ့အချိန်မှာက digital cluster ပေါ်မှာပေါ်ပေမဲ့ဒီ oh sorry uh affordable screen ပေါ်မှာပေါ်ပေမဲ့ digital cluster ပေါ်မှာ navigation ကပေါ်မလာဘူးဗျ။အဲအဲ့ဒါတော့ဘယ်လိုလဲတော့မသိဘူး။သူတို့ရှိရ map ပဲ offline map ပဲတုံးလို့ရလားတော့မသိဘူးပေါ့နော်။အာကျွန်တော်စမ်းကြည့်တော့အဲ့ဒါကဒီ digital cluster မှာမပေါ်ဘူးဗျ။အာဆိုတော့ပေါ်တော့ပေါ်တယ်ဒါနဲ့ blind ဖြစ်နေတာပေါ့နော်။အာပြီးတော့ဒီမှာကျွန်တော် battery ပတ်စနစ်ကြည့်ရအောင် blind spot တွေအဲ link departure တွေနောက်ဒီ radar sensor တွေ steering အဲ land hover တွေပေါ့အစဟောနော်အကုန်ဒီမှာကြည့်လို့ရတယ်လေပြီးတော့လေဒီကားမှာကျွန်တော်နားမလည်တာတခုရှိရတယ်ဒါတည်လားဘာလဲဆိုတော့ ဒီဘက်မှာကျွန်တော်ဒီ digital cluster ကို or display ကိုဟိုအတိုးချက်ဟိုဟာအတိုးချက်ပေါ့နော်ပြီးရင်ဒီအောက်က volume ဒီမှာလာထားထားတာဗျာဒီ volume button လေးပေါ့နော် volume အတိုးချက်အဲအဲ့ volume button လေးကကျွန်တော်အနေနဲ့ဒီဘက်ဘေးမှာထားထားလိုက်ရင်ပို့ပြီးအဆင်ပြေမလားလို့ပေါ့နော်ဒါကတော့ဟိုရှာကြံပြီးတော့ ပြောကြည့်တာဗောနော်အမှန်တကယ်ကတော့ဟိုတုံးလုံးမရဘူးတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အနေနဲ့အလင်းမှာထားတာပို့ပြီးအဆင်ပြေမလားလို့ဗောနော် channel ဘက်မှာတော့ပြောစရာမလိုဒီကလုံးဝအာอืมတွင်းငန်းတော့ကျွန်တော်တော်တော်ကြည့်ရတဲ့အထက်မှာပါတယ်ဗျဒီကဆော့ကျွန်တော်တို့နောက်ကလေးထိုင်ကြည့်လိုက်အောင်ဆော့နောက်ခံမှာထိုင်ရတာလေလေอืมမဆိုးဗျာအာကျွန်တော်တို့ compact crossover SUV design အနေနဲ့ဆိုမဆိုးဘူး haron လဲအမ်မဆိုးပါဘူး တော်တော်လေးဟိုဖြစ်ပါတယ်ပြီးရင်ထိုင်ရတဲ့ quality အရှိတထိုင်ဝင်တိုင်းပဲအာအစ်စီအစ်စီနဲ့အရင်ထိုင်လို့ကောင်းတယ်ဒီကောင်းပေါ်ကျွန်တော်အပေါ်ကတော့ဆင်းအောင်မဆင်းရင်တော့ပြီးဒီအပေါ်မှာလေသာသုံးမိထားတယ်အမြင်လိုက်ကလည်းနောက်မှနောက်အရောထိပါတယ်ဒိုးပန်တွေဖွင့်ရတဲ့အပင်ပိတ်ကလည်းလို့အဖွင့်အပိတ်ကလည်းလုံးဝ clean တကယ်ဖြစ်တယ်ဒီမှာသုံးမိထားတဲ့ဒီ nickel ကလည်း quality ကချစ်ဖြစ်တဲ့ဆိုတော့ခံစားချက်ကိုမရဘူးဒီမှာဆိုလဲလေသာပဲလုံးဝ မိုက်တယ်ဗျာလောကမိုက်တယ်ပြောနေစရာမလိုတရားပြီးဒီကမှာလေ panoramic တော့မပါဘူးဗျာသူ sunroof ပဲပါတယ်အဲ panoramic ကတော့မပါဘူးပေါ့နော်အော် so အဲ့တစ်ချက်တော့ panoramic တော့လိုတယ်ပေါ့နော်နောက်ဒီမှာတော့ aircon fan ပါတယ်ဒါပေမဲ့ aircon fan ပါတယ်ဒီနေရာလေးတစ်ခုတော့ကျွန်တော်နည်းနည်းပေါ့နော်အဲ ချစ်ချက်ပြီးအပြစ်ရှာရမယ်ဆိုရင်ပဲပြောရမှာပေါ့ဒီနာသုံးမိထားတဲ့ material အသားတို့ကျွန်တော်အနေနဲ့တိတ်မကြိုက်ဘူးဗျာအာဒီဒိုးပန်ထဲမှာသုံးမိထားတဲ့ quality လေးဒီဒီလိုဒီလိုနီကယ်လေးသုံးမိထားရင်ဒါလေးပိုလှမလားပေါ့နော်ဒါတော့ကွန်ကြံကြံကြံဖန်ပြီးတော့အပြစ်ရှာရပေါ့နော်ဒါမှမဟုတ်음လောက်ထားဆိုးတော့လည်းမဆိုးပါဘူး။အော်ဒီမှာတော့နောက်တော့ Avon ပါမယ်ပြီး US Sport ပါမယ် Taxi Sport ပါမယ်ပေါ့နော်။ဟုတ်ဒီကားမှာဆိုရင် Apex အနေနဲ့6လုံးပါတယ်။နောက်ကတော့ဒီလောက်ပဲ။ ကျွန်တော်တို့အဲ့ဒါဆိုရင် test ride လေးမောင်းကြည့်လိုက်အောင်အခု test ride မောင်းကြည့်လိုက်တယ်ဗောနော် test ride မောင်းကြည့်တဲ့ချိန်မှာဒီကားကအာ suspension အနေနဲ့ဗောနော်အာသူကအရှိရမာဘာဆန်ရဲ့ multi-link ရံသုံးမိထားတယ်嗯မောင်းရဲ့ပိုင်းလဲအားရတယ်တော်တော်လေးအားရပါတယ်သူကဆော음သူ့ရဲ့ဒီ0ကနေ100ကိုသွားတာမှာ7.6 second လောက်ထိပဲကြာတယ်ဆိုတော့ တော်တော်ဟိုဟာဖြစ်တယ်ထမှန်ပါတယ်ပြီးရင်သူ့ရဲ့ SUD ကလည်းတော်တော်လေးအသုံးဝင်နေအဲကျွန်တော်တို့ range departure တွေ kilo တွေအဲ blind spot တွေကအစဒီမှာပြပေးနေတာပေါ့နော်အာဆိုတော့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီ SUD ပါတဲ့ကားတွေကိုကျွန်တော်တော်တော်သဘောကျတယ်ကျွန်တော် personally ပြီးရင်ပြီးရင် digital cluster ထဲမှာအစာသူကကားပုံလားပေါ့နော် 3D ပုံလေးတွေနဲ့ပြပေးတယ်ဗျာ။လူယုတ်ကလေးတွေကားပုံလေးတွေအရှိမဘနက်ဘာရှိရစား driving အဲဒီ driving assistant ပေါ့နော်။အာပြပေးရအဲ့ဒါလေးတော်တော်မိုက်တယ်။ပြီး HUD ပါလာလေးကြိုက်တယ်။ Now more feeling မှာလည်းမစိုးပါဘူးပြောစရာမလိုဘူးဒီကား။ဘောင်းတဲ့အပိုင်းဒီမှာလည်းတော်တော်လေးအားရကျဉ်းနှံမှုရှိရဲ။ညံ့ညောင်းမှုအပိုင်းမှာလည်းပြောစရာမလိုဘူးဗျာ။ power consumption ဘန်းကတော့ကျွန်တော်အနေနဲ့ဟိုဟိုဟို ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အနေနဲ့မြို့ပြင်အထိဆွမ်းပြီးပြောမမောင်းကြည့်ရသေးရဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ power consumption ဘယ်လောက်လဲဆိုတာကိုကျွန်တော်ပြောဖို့လို့မပြောတတ်ဘူးပေါ့နော်အာဒါမဲ့လို့အဲသူတို့ဒီကြော်ညာထားတဲ့အထက်မှာတော့ power consumption ကကျွန်တော်အနေနဲ့100 km ကိုအဲပါပေါ့နော်15.5 kW လို့တော့သူတို့ ပြောထားရပေါ့နော်အဲကျွန်တော်အနေနဲ့ကတော့ highway မှာမဆန်းရသေးတဲ့အတွက်ဒီဟာကတော့ကျွန်တော်အနေနဲ့ပြောပြလို့ဟိုဟိုပြတ်တက်ဘူးပေါ့နော်အဲ power consumption တခုอ่ะပေါ့နော်ကျန်တဲ့ဘိုင်းကတော့အားရပါတယ်မောင်းရဲ့အပိုင်းော suspension ဘိုင်းမှာဟော啊ပြောစရာမလိုဘူးလုံးဝ body roll လည်းမရှိတော့ကုန်နေတယ်အဲ combat SUV ဒီစီဖြစ်တာတော့မှာ body roll body roll မရှိတော့နေတယ်ဖြစ်တဲ့အတွက်အဲကျွန်တော်စိတ်ကျဉ်းမှုအပြည့်ရတယ်ဗျာအဲမောင်းတဲ့ experience ဘိုင်းမှာတော့ ဒီကားလေးရဲ့ဈေးနှုန်းကတော့3980 plus ကန်းကနောင်းဝင်ကုန်။အရောင်အဖြစ်ဆိုရင် तू ကအဖြူနဲ့ green နဲ့ပေါ့နော်။နောက်နှစ်အောင်တော့လာသေးတယ် तू ကအစိမ်းနှုတ်အောင်နဲ့အပြာနှုတ်အောင်ပေါ့နော်။အဲ့ဒီအရောင်တွေကတော့ तू က limited color သဘောမျိုးပေါ့နော်။ဈေးနှုန်းအဖြစ်တော့ तू ကနည်းနည်းလေးပုံများတယ်1830 plus ကန်းကနောင်းဝင်ကုန်ပေါ့နော်။အစော့ဒီကားလေးကတန်လား။တန်လားဆိုတော့ဒီကားရဲ့တေးကြတာတော့မိတ်ဆွေဒီကားမှာသုံးမိထားတဲ့ material 90%ကမိတ်ဆွေဟိုစိတ်ပြည့်စီမှာမဟုတ်ဘူး။ အာ chip ဖြစ်တယ်ဆိုရခန်းစားချက်ကိုလုံးဝမရစေရဘူးပြီးရင် function feature ပိုင်းအရေးဆုံးမှာဆိုရင်လည်းတော်တော်လေးဆုံးတယ်ဘာလို့ဆုံးလဲဆိုတော့ဟိုရင်မိတ်ဆွေတို့ကျွန်တော်ရှင်းမှာပြောတဲ့အတိုင်းပဲ front bank sensor ပါတာဆာ rear bank sensor ပါတာတို့ HUD ရော HUD တော့ဒီကျွန်တော်360တွေအာနောက်ပြီးွားရင်ကျွန်တော်တို့ automatic emergency brake တို့ lane departure တို့ blind spot တို့စသဖြင့်ပေါ့နော်အော် function တွေအရင် ဒီမှာဆိုရင်ပြည့်စုံတယ်ပေါ့ဗျာ fashionity လို့ပြည့်စုံတယ်ပေါ့နော်ပြီးအတွင်းကန်းဆိုရင်လည်းလုံးဝချုံခွက်လေးနဲ့လုပ်ပေးထားလုံးဝ premium look ကိုရတယ်ဆော့မိတ်ဆွေတို့ဒီကားလေးကိုစိတ်ဝင်စားဆိုရင်ကျွန်တော်ဝင်ရခါကားရှိုးရုံးမှာလာရောက် test ride စမ်းသပ်ပြီးတော့မောင်းနှင်လို့ရပြီအပိလို့လည်းရတယ်ပေါ့နော်အဲဆော့ကျွန်တော်ဗီဒီယိုဒီမှာအဆုံးသတ်ရသေးနောက်ဗီဒီယိုမှာတွေ့တာပေါ့